ခုတင်ဆက်ပေးမယ့်သတင်းကတော့ကိုဗစ်မျိုးကွယ်တရေကူးစက်မှုခုနှစ်ဆပုံမြန်နေဆွဲသတင်းပဲဖြစ်ပါတယ်။အာဆီယံနိုင်ငံတွေမှာကူးစက်မှုနှုန်းမြင့်တက်နေတဲ့ကိုဗစ်မျိုးကွဲသစ်ဖြစ်တဲ့ HEC မျိုးကွဲရဲ့ကူးစက်မှုနှုန်းဟာအရင်မျိုးကွဲတွေထက်ကူးစက်မှုနှုန်းခုနှစ်ဆပုံမြန်နေလို့ထိုင်းကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့လို့သိရပါတယ်။ HEC ကိုဗစ်မျိုးကွဲဟာထိုင်း၊မလေးရှားနဲ့စင်ကာပူနိုင်ငံတွေမှာကူးစက်မှုနှုန်းမြင့်တက်နေသလိုမြန်မာပါပဲတခြားအာဆီယံနိုင်ငံတချို့မှာလည်းကူးစက်ခံထားသူတွေကိုတွေ့ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ACC ကိုဗီမျိုးကွက်ကူးစက်ခံရသူတသိန်းကျော်ရှိခဲ့ပြီဖြစ်တယ်လို့29ရက်တိဆုံးခဲ့တယ်လို့ထိုင်းကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။ကိုဗစ်ကာကွယ်ဆေးကျင်းပြည်အောင်ထိုးထားသူတွေဟာကူးစက်ခံရမှုနဲ့ပတ်သက်လို့ကူးစက်ခံရရင်လည်းခံစားရတဲ့ဝေဒနာရောပါတယ်လို့တွေးရှိထားပါတယ်။ ထိုင်းနိုင်ငံမှာ ACC ကိုဗစ်မျိုးကွယ်ကူးစက်ခံရသူတွေကိုလေးလာမှုပြုလုပ်ခဲ့ရမှာအသက်800ကလေးငယ်တွေကိုကူးစက်မှုနဲ့ပါတယ်လို့ကူးစက်ခံရရင်လည်းရောဂါလက္ခဏာတွေကိုပြပြထန်ထန်ခံစားရတာမျိုးမရှိဘူးလို့တွေ့ရှိခဲ့ပါတယ်။ ACC ကိုဗစ်မျိုးကွယ်တဲ့အများဆုံးကူးစက်ခံရတဲ့တပ်ရွယ်ဟာအသက်30နဲ့39နှစ်ကြားအရွယ်ရှိသူတွေဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းကြောင်ကပေးပို့လာပါဗျ။